မင်္ဂလာပါရှင်ကျွန်မတီကပါဒီနေ့ဖော်ပြပေးတဲ့သတင်းအကြောင်းအရာကတော့မေလ28ရက်နေ့မနက်7:00နာရီမှာအင်းဘတ် 94B လီဗီအာနယ်ရဝန်တီနေရာကိုဝန်နိုင်ကဖော်ပြလာခဲ့ပါတယ်စစ်တွေမျိုးအနောက်အနောက်တောင်ဘက်268မိုင်လွန်ခဲ့တဲ့6နာရီအတွင်းမြောက်ဘက်ကိုရွှေ့ရှာခဲ့ပါတယ်ဗဟိုလင်တိုင်နှုန်းဟာတနာရီကို34.5မိုင်လုံးနဲ့ ECNW အချအတွက်ကတော့မေလ30ရက်နေ့ညနေ6နာရီခွဲမှာဆိုင်ကလုန်းပုံတိုင်းဖြစ်နိုင်ခြေတရားခိုင်နှုန်းရှိတယ်လို့လည်းဆိုပါတယ် ဒါအပြင်ဇွန်အမှလေးတိုင်းလုံးဟာ34.5ဟက်တိုပါစကယ်နဲ့ရှိလာတဲ့အကြောင်း HDWC က source ကိုကူကားထားတာတွေ့ရပါတယ်။ဒီတော့ကအားကပိုပြီးကောင်းလာတဲ့ ECNW6 မှာလည်းပဲ cyclone မုန်တိုင်းဖြစ်နိုင်ခြေကတရားရဂိုင်းတော့ပြနေစေပါပဲ။ပင်လယ်ပြင်ဧရိယာကျင်းတဲ့ဘက်ကိုယူနေတာကြောင့်မုန်တိုင်းဖွယ်စီမှုအတွက်တည်နေရတော့ပူကျင်းလာပါတယ်။အိန္ဒိယမူလဥတာဌာနထုတ်ပြန်ကြရရင်ထပ်ပြီးတင်ပေးဦးမယ်လို့လဲဆိုပါရစေ။ဆက်လက်ပြီးတော့ဘင်္ဂလားပင်လယ်ော်မှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရောင်းဟာပုံမှန်အားကောင်းလာနိုင်ပြီးတော့ ဂျော်လာဆန်ဒီနိုင်ငံအနှံ့မှာမိုးများတဲ့အကြောင်းဖော်ပြပေးပါမယ်။မလူသားနဲ့ဇလဗီဒာညွှန်ကြားမှုဦးစီးဌာနရဲ့မေလ28ရက်မနက်9:00နာရီခွဲချိန်တိုင်းထွာချက်တည်းရဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံရိုက်သားပြည်နယ်ကမ်းလွန်မှာဖြစ်ပေါ်နေတဲ့လီဘီအာနယ်ရုံဒိုပရက်ရှာအေရီးယားကဆက်လက်တည်ရှိနေပြီးမြောက်ဘက်ကိုပြင်းရင်းစွာရွေ့ရှားနိုင်ကပုံမှန်အားကောင်းလာနိုင်တယ်လို့ဒီနေ့မနက်ပိုင်းကထုတ်ပြန်ထားပါတယ်။အဆိုပါလီဘီအာနယ်ရုံအရှင်ကြောင်းနောက်နှစ်ရက်အတွင်းမှာတော့ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်းဟီယာရီကချင်ချင်းမွန်နဲ့ ရခိုင်ဒေသတွေမှာတော့မိုးထင်ချုံပြီးတော့နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့လည်းမိုးစလာကဆိုထားပါဗျ။မရုသာတုတဲတဲ့အွန်လိုင်းကတော့လေဖီအားနဲ့ရောင်ကအားတော့ပိုကောင်းလာတဲ့ ECNW ရဲ့ချက်မှာတော့ဆိုင်ကလုံးပေါ်တိုင်းဖြစ်နိုင်ခြင်းဟာတရားခိုင်နှုန်းပြနေစေဖြစ်တယ်လို့လည်းဆိုပါဗျ။မေလ28ရက်နေ့နဲ့12ရက်နေ့ကနေမေလ30ရက်နေ့နေ့နဲ့12ရက်48ရက်အတွင်းမှာတော့ တရင်းနိုင်တိုင်းမွန်ပြည်နယ်၊ကရင်ပြည်နယ်၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊အေရီတိုင်း၊ရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊စကိုင်းတိုင်းအထက်ပိုင်း၊မကွေးတိုင်း၊မြောက်ပိုင်း၊ရှမ်းပြည်နယ်၊မြောက်ပိုင်း၊မန္တလေးတိုင်း၊နေပြည်တော်၊ကချင်ပြည်နယ်မှာတော့မွေးချိန်ဟာ160မီလီမီတာအထက်6.3လက်မအထိရွာသွန်းနိုင်ပါတယ်လို့ဒီနေ့မနက်ပိုင်းကသုံးသပ်ပြောကြားထားပါတယ်။မြန်မာနိုင်ငံပေါ်လေဖိအားနဲ့ရောင်းရဲတက်ရောက်မှုကြောင့်မေလ28ရက်ကနေမေလကုန်31ရက်ထိဂျွန်လာဇက်2ရက်ထိနိုင်ငံအနှံပြားမှာမိုးများနေပြီးတော့အနောက်တောင်ဘက်ကလေကြောင့်မိုးကာလမိုးနဲ့မိုးရွာသွန်းခြင်းဆက်သွားနိုင်တယ်လို့ခန့်မှန်းထားတဲ့ကြောင့်မေလ20 18ရက်ညနေပိုင်းမှာ၎င်းကသုံးသပ်ပြောကြပါရယ်အဆိုပါလိပိအာနဲ့ရောင်မှာဆက်လက်အားကောင်းလာနိုင်ပြီးတော့နောက်30နာရီတွင်မှာတော့မုန်တိုင်းငယ် depression ဖြစ်ဖို့ရောက်ရှိလာနိုင်တယ်လို့ခန့်မှန်းထားပြီးလမ်းကြောင်းအနေနဲ့ကလည်းအခုလက်ရှိအခြေအနေအရမြန်မာနိုင်ငံကိုဝင်ဖို့မရှိပဲမြောက်ဒါမှမဟုတ်အနောက်မြောက်ဘက်ဘင်္ဂလားဒေ့အိန္ဒိယအစက်ကူတာဥတည်ရရှိနိုင်တဲ့ကြောင်းကနအုခံမှန်းထားကမြန်မာနိုင်ငံအနီးလမ်းကြောင်းညဘက်ခြမ်းဖြစ်နေတာကြောင့်မိုးများနိုင်တာကိုတော့သတိပြုစေလိုတဲ့အကြောင်းမူလပညာရှင်တို့ဖြစ်သူဥဝေဖြူဟန်၊ဒ နေကြောင်းမှုလို့တာကလည်းဒီနေ့မနက်ပိုင်းမှာသုံးသပ်ထားပါဗျ။ဆက်လက်ပြီးတော့အားကောင်းသောလေပြင်းအားနဲ့ရောင်းအခြေအနေကိုဖော်ပြပေးပါမယ်။2025ခုနှစ်မေလ28ရက်နေ့မြန်မာစံတော်ချိန်7:00နာရီထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်7:00နာရီခွဲချိန်တိုင်းထွားချက်တွေကဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအော်ရိတာပြည်နယ်ကမ်းလွန်မှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရောင်းလို့ပရက်ရှာအိန္ဒိယကတော့ပုံမှန်အားကောင်းလာကအားကောင်းသောလေပြင်းအားနဲ့ရောင်းဝမ်မတ်လို့ပရက်ရှာအိန္ဒိယဖြစ်ကိုရောက်ရှိခဲ့ပါတယ်။အဆိုပါအားကောင်းသောလေပြင်းအားနဲ့ရောင်းကတော့မြောက်ဘက်ကိုဖြင်းညှစွာရွေးရှားနိုင်ပြီးတော့ ပုံမအားကောင်းလာကနောက်24နာရီတည်းမှာမုံနိုင်ငယ်တက်ပြတ်အရှိအဖြစ်ကိုရရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဆက်လက်ပြီးတော့လည်း2025ခုနှစ်ဂျွန်လလဘက်အတွင်းမိုးလေဝသနှင့်ဇလားဗီဒါခန့်မှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂါပင်လယ်အခြေအနေကတော့ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂါပင်လယ်အော်မှာလေပြင်းအားနဲ့ရောင်းတဲ့ကြိမ်ဖြစ်ပေါ်နိုင်ပြီးပုံမအားကောင်းလာက မုံနိုင်ငယ်ဖြစ်ကိုရောက်ရှိပါမယ်။အနောက်တောင်မုတ်တုံလေးကတော့ကပ်လီပင်လယ်ပြင်နဲ့ဘင်လားပင်လယ်အောမှာအာသင်တဲကနေအားကောင်းပါမယ်။မိုးရသွမှုချင်းတွေကတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီးကယားပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာရွာသွမြက်ထပ်ပေါ်လိုက်ပြီးတော့ရောင်တိုင်းဒေသကြီး၊ဘူတိုင်းဒေသကြီး၊မကွေတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊တရင်းတိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းမှာရွာသွမြက်ခံမှုထက်ကြုံရွာသွမှာမယ်။ရောင်တိုင်းဒေသကြီး၊ဘူတိုင်းဒေသကြီး၊အရှေ့ပိုင်း၊ဧရာဝတီတိုင်းဒေသကြီး၊တရင်းတိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာတော့ 22ရက်ကနေ28ရက်ကမနေ့တိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးအနောက်ပိုင်းစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာ16ရက်ကနေ21ရက်ကနေပြည်တော်မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းပြည်ဟပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းမှာ10ရက်ကနေ15ရက်ကမိုးထွက်ကြုံရွာသွားပါမယ်။ မြင်းရဲ့ချင်းဒီမှာတော့အရာရင်းမြင်းရမြင်းကြီးနားမျိုးပမော်မျိုးရွှေကူမျိုးကတာမျိုးတပိန်ချင်းမျိုးမန်လေးမျိုးစကိုင်းမျိုးမြင်းမှုမျိုးပခုတ်ကူမျိုးညောင်မျိုးချောင်းမျိုးမင်းဖို့မျိုးမကွေးမျိုးအောင်နှံမျိုးပြီးမျိုးစိတ်သာမျိုးဟင်းဒရာမျိုးနဲ့ဇလုံးမျိုးမှာတော့စက်တဘေကနဲ့15ဘေကလက်ရှိရင်မတ်တွေထက်မြင့်တက်ပါမယ်ချင်းရင်းမြင်းကတော့ခန်းဒီဟုတ်မလဲဖောင်းပြင်းမော်လိုက်မျိုးကလေးဝါမျိုးမင်းကင်းမျိုးနဲ့ ကန်ဒီမွန်ရမျိုးတွေမှာတော့10ဘီကနေ15ဘီကန်လက်ရှိရမတ်တွေတက်မြင့်တက်ပါမယ်။မြစ်တာမြေကတော့ကလင်းမျိုးမှာ9ဘီကန်ဒေါထရီမြေကတော့တီဘောမျိုးမှာ3ဘီကန်ရွှေစာရံနဲ့မြင့်ငင်ပါတော့9ဘီကန်နဲ့9ဘီကန်စတောင်းမြေကတော့တောင်မျိုးနဲ့မာတော့မှာတော့3ဘီကန်နဲ့9ဘီကန်ရွှေကျင်မြေဟာရွှေကျင်မျိုးမှာ4ဘီကန်ပဲခူးမြေဟာဆောင်းတို့မျိုးနဲ့ပဲခူးမျိုးမှာ9ဘီကန်နဲ့10ဘီကန်တန်နေမြေကတော့ဖန်မျိုးမှာ9ဘီကန် တောင်ရင်မြေကတော့မြားရီမြို့မှာ9ပြေကန်ငုံမြေကတော့ငတိုင်းကျောင်းမှာ10ပြေကန်တာဘောင်းမြို့နယ်ပသိမ်မှာ၄ပြေကန်စီတိုးမြေကတော့မအိုပင်မြို့မှာ3ပြေကန်နဲ့ဘီးလင်းမြေကတော့ဘီးလင်းမြို့မှာ9ပြေကန်လက်ရှိရေမတ်တွေထက်မြင့်တက်လာနိုင်တယ်လို့လည်းသိရပါဗျ။ဆက်လက်ပြီးတော့မြင်းလင်းသတင်းကိုဖော်ပြပေးပါမယ်။2025ခုနှစ်မေလ29ရက်နေ့မြန်မာစံတော်ချိန်22နာရီ52မိနစ်29စက္ကန့်ချိန်မှာတော့ညောင်မြင်းရဲ့စခန်းကနေအရှိအရှိမြောက်ဘက်9မိုင်ကန်ဝေးကွာတော့မြန်မာနိုင်ငံပြည်တွင်ညောင်မြို့ရဲ့အရှိအရှိမြောက်ဘက်6မိုင်ကန်ကွာညောင်ရက်တေကျုံ21.1 ဒီဂရီအရှိတောင်ကြီးကျူ94.98ဒီဂရီအနက်102ကီလိုမီတာကိုပဟောပြပြီးတော့အင်အားရက်တာစကေ3.8အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြေနဲ့တခုလှုပ်ရှားသွားကြောင်းတိုင်းရွာရရှိတယ်လို့မလို့သားနဲ့ဇလားဗီရာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့ဘင်္ဂလားပင်လယ်အော်ကလိပီအာနယ်ရုံကိုကြိုတင်ခံမှန်းတဲ့အတိုင်းပဲအပြောင်းလဲမရှိအားကောင်းသောလိပီအာနယ်ရုံအဆင့်ကိုရရှိလာတဲ့အကြောင်းဖော်ပြပေးပါမယ်။ လေကြောင်းမတူတာဥွေပြွာကတော့28ရက်9လ2025ခုနှစ်ဒီနေ့မနက်9:35မိနစ်အချိန်မှာကိုလိုထုတ်ပြန်ခဲ့ပါတယ်။ဒီနေ့မြန်မာစံတော်ချိန်မနက်6:00ခွဲအချိန်မိထီလာလေကြောင်းမတူတာရုံရဲ့တိုက်ထွားချက်တွေကဘင်္ဂလားပင်လယ်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ Night of Fate Inber Lipi Nation ဝန် Low Pressure Area ကကြိုတင်ခန့်မှန်းခဲ့တဲ့အတိုင်းအပြောင်းလဲမရှိဘဲဆက်လက်အားကောင်းလာပြီးတော့အားကောင်းသော Lipi Nation ဝန်အဆင့်ကိုရောက်လာတာတွေ့ရပါတယ်။ ဒီလိုအားကောင်းတဲ့နေပြည်အားနဲ့ရောင်းကတော့ဆက်လက်အားကောင်းလာနိုင်ပြီးတော့နောက်နိုင်30အတွင်းမှာတော့မုန်တိုင်းငယ် depression ဖြစ်ကိုရောက်လာနိုင်တယ်လို့ခန့်မှန်းတွက်ချက်ရရှိထားပါတယ်လမ်းကြောင်းနေတဲ့အခုလက်ရှိအခြေအနေအရပြောင်းလဲမရှိမြန်မာနိုင်ငံကိုဝင်ဖို့မရှိရင်မြောက်တာမို့အနောက်မြောက်ဘက်ဘင်္ဂလားဒေ့နဲ့ အိန္ဒိယဇက်ကူတာဥတည်ရွေးရှားသွားနိုင်တယ်လို့ကနဦးခံမှန်းချက်အတိုင်းပဲဆက်လက်ခံမှန်းထားပါတယ်။ဒါပေမဲ့လည်းမြန်မာနိုင်ငံအနီးလမ်းကြောင်းညာဘက်ဖြစ်နေလို့မိုးရွာနိုင်တာကိုတော့သတိပြုစေလိုတယ်လို့လည်းဆိုပါတယ်။၂၄နှစ်အတွင်းမိုးရွာသွန်းနိုင်တာနဲ့မိုးကြီးနိုင်တဲ့ဒေသခံမှန်းချက်တွေကတော့ ရခိုင်ပြည်နယ်ရန်ကုန်တိုင်းဒေသကြီး၊အီရတ်တိုင်းဒေသကြီး၊မိုးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊မော်ပြည်နယ်၊ကရင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊အောက်ပိုင်းနဲ့အလဲပိုင်း၊ကချင်ပြည်နယ်အောက်ပိုင်း၊ချင်းပြည်နယ်အောက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့နေရာနှံ့ပြားမိုးရွာသွန်းနိုင်တယ်လို့နေရာကွက်ပြီးတော့လေးကြည့်ပါမယ်။ရခိုင်ပြည်နယ်နဲ့ရန်ကုန်တိုင်းဒေသကြီးမှာဒေသအလိုက်မိုးကြီးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းနေပြီးတော့သတင်းနိုင်တိုင်းဒေသကြီး၊ကယားပြည်နယ်၊မန္တလေးတိုင်းဒေသကြီးအထက်ပိုင်းနဲ့အောက်ပိုင်း၊ချင်းပြည်နယ်အထက်ပိုင်းမှာတော့နေရာဆင်းဆင်းမိုးရွာသွန်းပါမယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတိမ်လူတက်ကဖြစ်ထွန်းပြီးတော့နေရာကျကျမိုးရွာသွန်းပါမယ်။ မြန်မာပြည်နယ်ပြင်နဲ့မော်ဒမောက်ွေရခိုင်မွန်တရင်းနိုင်ကရန်တက်ရှောင်းနဲ့ကန်တော်ပြည်နယ်ပြင်မှာတော့တခါတရံလေပြင်းတွေတိုက်ခတ်ပြီးတော့လိုင်းတင်တွေကနေလိုင်းကြီးနယ်လိုရေလုံသားတွေပြည်နယ်ပြင်မှာခုံမောင်းသွားနေတဲ့လေငင်းနဲ့သင်းမော်တွေဒီနေ့ကဆာလို့နောက်နေ့အတွင်းမှာတော့လိုင်းကြီးလေထံဖြစ်လာနိုင်တာကိုသတိပြုထားတဲ့နေကြောင်းအကြံပြုလာတာဖြစ်ပါတယ်။ တောင်သူကြီးတွေစီးပွားရေးလုပ်ငန်းရှင်တွေကာသမာကြီးတွေခရီးထွက်ဖို့အစီအစဉ်ဆွဲထားကြတဲ့သူတွေဥလုံငန်းလုပ်ကင်ကြတဲ့သူတွေစားလုံငန်းလုပ်ကင်တဲ့သူတွေအနေနဲ့လည်းပြတ်ပေါ်လာတဲ့မူလဒါအခြေအနေတွေကိုကြိုတင်သိရှိနားလည်ပြီးမိမိတို့ရဲ့လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ကလိုအပ်သလိုဆက်လက်လှုပ်ဆောင်နိုင်အောင်ကြိုတင်ခန့်မှန်းထုတ်ပြန်ဖော်ပြလာတာဖြစ်ပါတယ်။ထူးခြားမူလဒါအခြေအနေတွေရှိရင်လည်းအနီးကဆောင်ကြည့်ပြီးအချိန်နဲ့တပြည့်ညီဆက်လက်ထုတ်ပြန်ပေးသွားအောင်မယ်လို့လည်းဆိုပါတယ်။ဆက်လက်ပြီးတော့လည်းအမေရိကန်ကျောင်းသားဗီဇာရှောက်ထားမှုစစ်စစ်တာတွေရရင်ဆိုင်လိုက်တဲ့အကြောင်းဖော်ပြပေးပါမယ်။အမေရိကန်ကျောင်းသားဗီဇာရှောက်ထားမှုစစ်စစ်မှုတွေကိုတော့ ယာယီအဆိုင်ပေါ်ဒေါ်နယ်ထရန့်ကအမေရိကန်အစိုးရထုတ်ပြန်ကြေညာလိုက်ပါတယ်။ကြောင်သားဗီဇာရှောက်ထားတဲ့သူတွေအတွက်အင်တာဗျူးအသစ်တွေကျင်းပမယ့်အခြေစားကိုခေတ္တရပ်ထားဖို့အမေရိကန်တန်ယုံတွေနဲ့ကောင်စစ်ဝင်ယုံတွေကိုအစိုးရကညွှန်ကြားထားတယ်လို့အမေရိကန်အစိုးရကဆိုပါတယ်။နောက်ထပ်ညွှန်ကြားမှုတစ်စုံတစ်ရာမရှိမချင်းရပ်ဆိုင်ထားမယ်လို့လည်းဆိုပါတယ်။ ထရန့်ဆိုရကတော့အမေရိကန်မှာပညာသင်ကြားဖို့ရှောက်ထားတဲ့ပြင်ပကျောင်းသားတွေရဲ့လူမှုကွန်ရက်လှုပ်ရှားမှုတွေကိုစစ်ဆေးဖို့ပါစဉ်းစားနေတယ်လို့အရင်ကပြောဆိုပါတယ်။ကျောင်းသားပဲဖြစ်စေတခြားသူပဲဖြစ်စေအမေရိကန်ကိုလာမဲ့ဘယ်သူကိုမဆိုအကဲဖြတ်ဖို့လုံဆောင်နိုင်တဲ့နေရာတွေကိုဆက်လက်အသုံးပြုသွားမယ်လို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။အမေရိကန်အစိုးရရဲ့ဆိုင်းငံ့တာဟာအမေရိကန်မှာပညာသင်ကြားဖို့ရည်ရွယ်နေတဲ့နိုင်ငံတကာကျောင်းသားတွေပေါ့အများကြီးထိခိုက်လာနိုင်ပါတယ်။အမေရိကန်မှာပညာသင်ကြားလို့တဲ့ကျောင်းသားတွေဟာခွင့်ပြုချက်မရခဲ့သူတို့ရဲ့မိခင်နိုင်ငံတွေကအမေရိကန်တန်ရုံးတွေမှာအင်တာဗျူးဖို့လိုအပ်ပါတယ်။ ယ်။အမေရိကန်အစိုးရရဲ့ကြောင်းသားဗီဇာဆင်းဆက်မှုရပ်ဆိုင်တာဟာဟာဖတ်တောက်တို့အပါအဝင်နာမည်ကြီးကောလိပ်တချို့နဲ့သမရထရန်တို့ကြားမှာရန်ပုံငွေအပါအဝင်တခြားသောတင်းမှမှုတွေကြားမှာထွက်ပေါ်လာတာဖြစ်ပါတယ်။